ပထမတော့ဟိုပေါက်တွေခွက်ပြီးတော့ပေါက်တော့ပေါက်တွေပါရှိတယ်ဗောနော်စောင်းပေါက်တွေပါရှိတယ်နောက်ကိုရလေးကြွားလာခဏကြီးလူတွေကမြန်မာပြည်သားတွေကတရားနာတဲ့သူတွေကတအားကြီးများသွားတော့เนาะကျွန်တော်သက်ဆိုင်ရာတော်ရှိတဲ့သူတွေဗောနော်ပလိုက်တွေလာတယ်เนาะလာပြီးတော့ပေါက်တွေတိတ်သွားပါတယ် အားလုံးပဲမင်္ဂလာပါမနေ့အထက်နိုင်ငံမဟာရာမြို့မှာစီစဉ်ချစ်ပခဲ့တဲ့ကိုရင်လေးအရှင်ဥတ္တမတာရာရဲ့တရားပွဲကိုတက်ဆိုင်ရာအာဏာပိုင်တွေကလာရောက်ဖျက်သိမ်းသွားတဲ့ပြီးရင်အတန်ချဲဆက်တွေဘောက်တွေကိုပါတင်ရှိသွားတယ်ဆိုတော့ထူကြတဲ့သတင်းပို့ကိုရရှင်လုပ်ပေးခြင်းပါတယ်ဆိုတော့စလိုက်အောင်ပါအေးကွယ်တရားပွဲကိုဖြစ်တော့ကြည့်ကြဖြတ်ပလိုက်ပြီဒီနိုင်ငံကြီးအောင်ဖျက်သိမ်းခံလိုက်ရပြီတဲ့ကိုရင်လေးလည်းတရားမနာရပါဘူးရရှင်ဟုတ်မှာအကုန်လုံးပြန်ကုန်ပြီ တရားပွဲမဖြစ်တော့ပါဘူးတရားပွဲလာပိတ်သွားပါတယ်သူတို့ခိုင်းလူမျိုးတွေကလည်းပိတ်သွားပါတယ်ရှင်ပလိတ်ရှင်ကတော့ဒီလိုဖျက်မျိုးတွေမရှိခဲ့ဘူးဗျအစိုးရကသူတို့ကားတွေနဲ့အများကြီးရရောက်နေလေမသိဘူးကျွန်မတို့ကလာဆောက်ရှောက်တယ်ပဲထင်တာပေါ့ခုမှဒါထူးထူးခြားခြားဖြစ်သွားတာဗျာအစိုးရကဖျက်လည်းဖျက်ပေါ့ဟုတ်အခုအခုတရားနာကြရင်ကျမလိုမကပ်ပြီးတော့ဖြတ်ပလိုက်တယ်။သူများအဲသူများနိုင်ငံမှာလောက်ရတာမလွယ်ဘူးနော်။ တဲ့အခုစင်မော်ပဲကိုရင်လေးရောက်ပြီရောနာခိုင်းလိုက်တော့ဗောမနာခိုင်းမဲနဲ့တရားပွဲဖြစ်ဖြစ်တယ်လာပြီးတော့ကောင်းတယ်ဆိုပြတာကောင်းနေ

ကျွန်တော်ဂေါကြီးလီယိုနယ်မက်ဆီတို့လိုဟော်မုန်းတဲ့အားနဲ့နေလို့ဒါအရွယ်ငယ်နေတာပေါ့နော်ကျေးဇူးတင်ပါတယ် မဟာဂျန်မှာဆိုတော့တိရတိုင်းတရားလာနာကြတဲ့ပေးသက်တရားတွေအများကြီးပဲဗျ

ကိုရင်လေးတရားပွဲနော်တပ်ပယ်နေတယ်။ပြန်လာလို့ရပြီဆင်းနေပြီတော့ဒါတော့ပွဲမဖြတ်သိင်ခင်အနေထားပေါ့လူကြီးလူငယ်မရွေးဆရာနာလို့ရတယ်ရောမြင်သေးတယ်ရှိကြည့်ကြွားလူကြီးလူငယ်လူလက်အစုံပေါ့နော်မင်္ဂလာပါနော်အဲ့မှာလာပြီးတော့တရားလာတယ်ဝလာဝလာမှာ ကိုရင်လေးကြွလာတယ်နော်တင်း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 ကိုရင်ကြွလာတော့ပထမတော့ဟိုဘောက်တွေခွက်ပြီးတော့ဘောက်တော့ဘောက်တွေပါရှိတယ်ဗောနော်စားဘောက်တွေပါရှိတယ်နောက်ကိုရင်လေးကြွလာခါနေလူတွေကမြန်မာပြည်သားတွေကတရားနာတဲ့သူတွေကဒါအာကြီးများသွားတော့နော်တို့သက်ဆိုင်ရာတော်ရှိတဲ့သူတွေဗောပလိုက်တွေလာတယ်နော် လာပြီးတော့ပေါက်တွေတင်သွားပါတယ်ဒါဝဲစင်စင်တဲ့သူတွေရဲ့ညက်ဖြင်းမှုကြောင့်တော့မသိဘူးပြန်နော်ဒါကြတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဗုဒ္ဓဘာသာတို့ရဲ့ဗုဒ္ဓဘာသာဗုဒ္ဓဘာသာချင်းချင်းဆိုတော့တချို့ကဟိုစိတ်ထားမှာတော့မကောင်းကြဘူးပေါ့ဗျာတရားနာနေဆိုတာဒီတော့လူအများကြီးကိုကိုရင်လေးတရားနာရင်ဘလို့អော်ပြီးတော့ပြောလို့နေရမလဲបောက်တော့ရှိရမှာမို့เนาะសောင်းបောက်នេះបាទ အကိုရင်လေးကတော့မာချေကိုကြွားလာတော့ခူးချင်ကြတာပေါ့နော်စီးသမားလူတွေအကုန်လုံးလာပြီးတော့တရားကိုရင်လေးရဲ့တရားကိုလာနာကြတာပေါ့နော်အဲ့မှာပဲဒီလာပြီးတော့ပေါက်သိသွားတယ်ကွဲစစ်စဲသူတွေကလည်းညက်ဖြစ်ကြတော့အဲ့ဒါကြောင့်မသိပါဘူးနော်ဘာဖြစ်လို့ဆိုတော့တခုခုလောက်တော့မယ်ဆိုတော့တရားဝင်တင်ရတယ်ဗျာဟိုပါတရားဝင်လက်မှတ်တွေပေါ့နော်တရားဝင်သက်ဆိုင်ရာဌာနတွေရဲ့ခွင့်ပြုချက်ယူရတာ ဒါလည်းမြန်မာပြည်မှာပါမြန်မာပြည်မှာဟိုကဗါလဲမြန်မာပြည်မှာလည်းဒီလိုပဲသွားရတာပေါ့နော်ဒါပေမဲ့ဟိုခုတရားခွဲမှာတာဝန်ရှိတဲ့လူတွေကအင်းလာတာဆိုတာပေါက်တွေပိုင်းလာတိတ်သွားတယ်ဆိုတော့တရားနာခွဲမပေးဘူးပေါ့နော်အခုရင်လေးကြွလာပါပြီခုရင်လေးကြွလာပါပြီနော်ခုရင်လေးကြွလာပါပြီချီးမြှောက်စရာကောင်းပါတယ်မြန်မာလူမျိုးတွေနဲ့တာမဟုတ်ဘူးနော်လာကြတာကွင်းတစ်ကွင်းလုံးပြည့်ရှံတော့အဲဝေလာတနင်္ဂနွေဈေးကွင်းမှာနော်အဲ့တော့ဟို တတဲ့ပေါ့နော်တတဲ့ဟိုဘာလဲဆိုတော့စိတ်မကောင်းဘူးပေါ့နော်ကိုရင်လေးလာတဲ့ချိန်ကျရင်တရားမနာတရားမနာရဘူးပေါ့နော်ကိုရင်လေးတရားကိုနာကြခွင့်မရဘူးပေါ့နော်အဲ့မှာဟိုသူများနိုင်ငံဆိုတော့တခုတော့အသက်ရအသက်လို့နေဆိုတော့သူပြောသွားတဲ့စကားလုံးတွေကမတမ်းမှန်ပါတယ်အသက်ရအသက်နေဆိုပြီးတော့ထိုင်းရောက်တဲ့ချိန်မှာပြောတော့တချို့တွေကနာကြတယ်အဲ့ဒါအဲ့ဒါလည်းနေဆိုပြီးတော့ဒေါ်စုကလာချိန်သွားတဲ့ပုံစံမျိုးတကယ်တမ်းကျတော့ ဟိုတော့သူပြောသွားတဲ့စကားလုံးရတယ်ဘာလဲဆိုတော့တကယ်တော့မရိုင်းပါအောင်ဒါအမှန်တရားတွေကိုပြောသွားတာပါအခုချိန်ဒီမှန်နေတော့ပဲเนาะကျွန်တော်တို့သိရပါပြီကျွန်တော်တို့เนาะစိတ်လည်းမကောင်းပါဘူးဗျာဒါပါပဲပဲပိုင်အောင်လုံးအဲကျွန်တော်ကျွန်တော်ဒီအကောင့်ကိုပေါ့နော်တကယ်ကဲဒီပြည့်နဲ့ပတ်သက်ပြီးတော့တချို့ကလည်းဒါပွဲစီစဉ်သူတွေညံပြင်းမှုကြောင့်ဆိုပြီးတော့ပြောကြပြန်တယ်ဗျမိတ်ဆွေတို့ရဲ့ထင်မြင်စကားချက်လေးကိုလည်းအောက်ကကွန်မန့်မှာရေးပေးတော့ပါအောင်ခင်ဗျာ အကြောင်းပြောပြပေးဖို့ဆိုပြီးတော့ငါပြောထားရရှိတယ်။အာဒီကာလာကြီးမှာကျွန်တော်တရေအကြောင်းရေလို့မပြောချင်ဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီအာငလင်းငလင်းလုတ်ပြီးနောက်ပိုင်းမှာပေါ့ကျွန်တော်တို့တက်မှာဖြစ်ပြက်နေတဲ့ဖြစ်ပြက်အကြောင်းကိုဘုဟုသုတနေနဲ့ကျွန်တော် ပြောပြပေးမယ်။အော်ဒီအကြောင်းရအောင်နားထောင်တဲ့အခါမှာဟိုရှုံနေဆိုတဲ့လူလည်းရှုံရှုံဒါတော့မန္တလေးမှာစိုးသွားနေတဲ့မကျွတ်မလွတ်သေးတဲ့ဝိညာဉ်နေတရေတစိတဲ့အကြောင်းနဲ့မညုံမှုဆိုတဲ့လူလည်းကျွန်တော်လာပြီးဆဲတာလေးတွေ shop ပေးပါလို့ကျွန်တော်မြေတားရက်ခံပါဒီမှာတော့အအောင်သိကြပါပါဒါအပြင်းပြပုံမန္တလေးသူပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းကြော်သားပေးပါလို့ပြောပါတယ်အာသူပြောထားချင်တာပေါ့နော်အကျွန်တော် တရေကြောင့်ရိုက်မယ်ဆိုတာအဲ့လိုအစဲခံတဲ့ခါကျတော့ပြောကျွန်တော်တရေကြောင့်မရိုက်ချင်တော့မှအောင်ဖြစ်သွားပါဘို့ကျွန်တော်မြေတားရက်ခံတာပါဒါလေးကိုအစဲလေးနည်းနည်းရှော့ပြပါလို့မစဲကြပါနဲ့လို့အာကြောတဲ့အကြောင်းအရာစမယ်ပေါ့နော်မြေတားရက်ခံနေတာကျွန်တော်တို့အိမ်ကိုကျွန်တော်တို့ကိုယ်ခွေတဲ့ပုံပုံကြွလာတယ်အာပုံပုံကပါလာကြွပြီးတော့ဘာမှမကြလဲဆိုတော့ပေါ့နော်ညနေဆောင်ညနေဆောင်နေ့ညနေဆောင်နေ့မှာဆိုလို့ရှိရင်ခြံတကားဟိုဆော့ဆော့ပိတ်ဖို့ပေါ့နော်နောက်တစ်ခုပလေးနဲ့ပြင်သွားလို့ရှိရင်အရန်မိုးမချို့ဖို့တဲ့ပုံပုံကအိမ်ကိုလာပြီးတော့မိန်ကြတာအာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီငလင်းလုတ်ပြီးရနောက်ပိုင်းမှာ တေသွားတယ်တိုက်ပြီးပြီးတေသွားတဲ့လူတွေအများကြီးကသူတို့ကိုသူတို့တေတယ်ဆိုတာမသိဘဲနဲ့သူတို့လမ်းမပေါ်မှာဥတို့သွားလာကြတယ်ပေါ့နော်အရာပေါင်းဟိုရာချီထောင်ချီသွားနေတဲ့အတွက်ကြောင့်မလို့အာအိမ်နေအိမ်နေပေါ့နော်သူတို့ကဝင်ဝင်ဝင်ဘယ်လိုလဲဝင်ဝင်သွားတက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဓာတ်ရတကယ်ဖြစ်ဖြစ်ဝင်ထွက်သွားတာမျိုးတွေရှိတယ်ပေါ့နော်အိမ်နေသူတို့ကဝင်ဝင်သွားတက်တဲ့အတွက်ကြောင့်မလို့အိမ်တကားဆော့ဆော့ပြေးဖို့အတွက်မင်းကဖုံးဖုံးကလာမိတ်တာပေါ့နော် ဲ့ဒီအကြောင်းအရာလေးပမုံကကြတော့ဟောတခုအောင်ထားတယ်လို့မျိုးပေါ့နော်။ तू ကအဲတေသူတွေနဲ့စကားပြောဆက်ဆံလို့ဆက်သွယ်လို့ရတယ်။နောက်တစ်ခုကကြတော့ပမုံကဟိုသူ့ဘယ်လိုပြောမလဲအဲသူရှေ့ဖြစ်မဲ့ဟာယူဆိုလို့ပမုံကတော်တော်များတည်တယ်ပေါ့။ဒါတွေကတော့ဒါယုံကြည်တဲ့လူယုံပေါ့။ကျွန်တော်တို့ကြတော့နှစ်ပေါင်းကမနေတော့ဘူး။ပမုံကပြောထားတယ်ဒီလိုဒီအကြောင်းဖြစ်တယ်ဟေးဆိုလို့ရှင် तू ကရှင်းရနေကြိုးပြောနေကျွန်တော်ကဘာပြောလဲဆိုတော့နော်ခက်လူငယ်ဟုတ်ဒါကြီးကမဖြစ်နိုင်ဘူးသိရမလားဘာလို့ခက်နိုင်မှာလဲအမကြီးမယုံကြည့်နေစမ်းမအေးငါငါပြောတာညီး ။မပြောတာဘယ်လိုပြောမလဲ तू ပြောတာ။မပြောတာကိုမရှင်ဦးသူကြီးကြည့်နေသားမှာအေးဆိုရင် तू ပြောတဲ့အကြောင်းအရာဒီဘက်ခင်းတဲ့တောင်မှလက်လက်ခံလို့မရရတကယ်ဖြစ်လာခဲ့တာပေါ့နော်။ဒါတော့ကျွန်တော်တို့ဒါတွေရတဲ့တကယ်မယုံလို့မရဘူး။ရှေ့ဖြစ်မဲ့အကြောင်းအရာတွေကိုသူသိနိုင်တဲ့ဆရာတွေလည်းတကယ်ရှိတယ်ဗျ။မိသားစုရဲ့ဒီဖုံဖုံပြောတဲ့အကြောင်းအရာလေးတွေကျွန်တော်တို့ရှိတော့ရှိတယ်ရှားတယ်ပေါ့နော်ဆက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 ်ပြီးတော့ပေါ့နော်ကျွန်တော်တို့မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေတောင်မှဖုံဖုံပြောခဲ့တဲ့ဟာတွေကတကယ်ဖြစ်လာခဲ့တာပေါ့နော်ဒါကျွန်တော်ကတော့ဒါဖုံဖုံပြောတဲ့အကြောင်းအရာကိုဟိုဂျုံဒီဖြစ်တယ်မဂျုံဒီဖြစ်တယ်ကျွန်တော်ကတော့ဒါပြောပြတဲ့သဘောပေါ့ဘုံကဘာပြောသွားအောင်ဆိုတော့ ဒီကျွန်တော်တို့ဖြစ်နေတဲ့ကာလရဒီငလင်ဒီလိုမျိုးလုံနေတယ်ဆိုတာဒါဘုဒ္ဓတအနေနဲ့တော့ယုံနာမယုံနာမဆိုးလို့ပါဘူးကျွန်တော်ဘာတစ်ခုမှလည်းခံမနာမဟုတ်ပါဘူးဒီငလင်ဖြစ်နေတာကြီးကအနည်းဆုံး6လနဲ့တနည်းကျွန်တော်တို့ချိန်မှကြာအောင်မယ်နောက်ကြတော့ဒီရှိနေတဲ့ဒီဟာတွေအကုန်လုံးက2020 2028ခုနှစ်မှာဒီရှိနေတဲ့မြန်မာနိုင်ငံရဲ့ဘေးကအကုန်အကုန်လုံး2028မှာမှာအကုန်လုံးလွတ်မြောက်မယ်ပေါ့နော်ဒါကိုပုံမမိတ်သွားတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟို မကတေသူတွေနဲ့ဆက်ဆံတာပေါ့ဥမာဒီတိုက်မှာတိုက်ပြီးသွားတဲ့လူတွေထဲမှာတိုက်ပြီးသွားတဲ့ဟိုမိသားစုဝင်တွေရဲ့အဖေအမေအာညီကောင်မောင်နှမပေါ့ဒါတွေတမီးတွေကိုခေါ်ပြီးခေါ်ယူပြီးတော့မေးမြန်းတာပေါ့နော်အဲ့မှာအိမ်တအိမ်ကမိသားစုဟိုမိသားစုမှာပေါ့မျိုးသမီးတယောက်တေးတယ်ပေါ့ပြူကြီးပေါ့သူသူ့အိမ်ကတိုက်ပြီးပြီးတော့ပြူသွားတယ်โอเคသူပြူသွားပြီဆိုတဲ့အချိန်မှာသူလက်တွေ့ပေါ့နော်သူလက်အဲ့တိုက်ပေါ့နော်အဲ့တိုက်မှာတေသွားတဲ့အပြူကြီးပေါ့နော်အဲ့အပြူကြီးကတေသွားတယ်သူ့တိုက်ကြီးကပြိုကျသွားတယ်အတကယ်ကျွန်တော်တို့နဲ့သူတို့နဲ့ချမ်းမှာဟာနေတဲ့ဟာဘယ်လိုလဲ အနေနဲ့ဆက်နေပို့ပေါ့နော်ဒါဖုံဖုံပြောတဲ့ဟာဘုဒ္ဓတာဘယ်လိုမျိုးဖြစ်နေလဲဆိုတော့အဲ့တိုက်ကြပြိုကျသွားပြီဒါပေမဲ့ तू အဖြူကြီးကသူ့ကိုသူအဲ့တိုက်ဒီမှာ तू ကပြိပြီးသေးသွားတယ်ဒါပေမဲ့ तू သူ့ကိုသူမတည်သေးဘူးဆိုပြီး तू ကအဲ့အဲ့တိုက်ပြိုပြိုတော့ तू လက်တွေးပေါ့မှာ तू တည်ရ तू တိုက်ပြိုသွားပြီ तू တိုက်ပြိုသွားလို့ဆိုပြီးဘေးအိမ်မှာရှိတယ်ဟိုအိမ်မှာ तू ကတောင်းပြီးဝင်နေနေတာသူ့ကိုတည်သွားပြီဆိုပြီးရောဟိုအဖြူကြီးဆိုတော့သူ့ရဲ့ညီကောင်မောင်နှမကြီးလမ်းခေါ်တာပေါ့နော်အဲ့သူ့ရဲ့တည်သူဝိညာဉ်ကိုလမ်းခေါ်တဲ့အခါမှာ သူ့ကိုတေးသွားပြီပေါ့သူ့ကိုတေးသွားပြီလာခေါ်လာသူလာတဲ့ခါမှာသူ့ကိုတေးသွားပြီလို့ပြောတဲ့ခါမှာသူကလက်မခံဘူးသူမတေးသေးဘူးပေါ့နော်သူဘေးအိမ်ကတိုက်ထဲမှာသူဝင်နေနေပြပေါ့နော်အဲ့လိုပြောတဲ့ခါမှာဖုံဖုံကနေပြီးတော့တေးသွားပြီတကယ်တေးသွားပြီပေါ့သူကလက်မခံဘူးဘေးကအိမ်မှာသူစားတောက်ပြီးတော့သူနေနေထိုင်နေတယ်ပေါ့နော်အဲ့လိုမျိုးသူကညင်းတာညင်းတော့ဖုံဖုံကမင်းတင်နေတယ်ဘေးအိမ်တော့လက်နေပါပဲဖြစ်စဉ်ကိုပြောပြတယ်သူသူ့ကိုမြင်အောင်ပြမယ်ပေါ့နော်ပြန်မြင်အောင်ပြမယ်ဆိုပြီးတော့မှပြလိုက်တော့မှသူတကယ်တေးသွားတာကို ူတည်တဲ့အခါမှာသူဂျုံခွဲချပြီးငိုတာပေါ့ဟိုပြင်ဆင်ချိန်မရပဲနဲ့တည်သွားတဲ့တည်ဆုံးမှုဆိုတဲ့အတွက်ကကြတော့အဲ့လိုတွေလည်းရှိတယ်ဗျတကယ်ရှိတယ်တည်ဘူးပေါ့နော်ခုကလေးမှာအဲတည်သွားတဲ့လူတော်တော်များများကသူတို့ကိုသူတို့တည်သွားပြီဆိုတာကိုသူတို့လက်ခံဖို့ခဲယဉ်နေတာပေါ့နော်အဲ့မှာအချို့ကလေးငယ်လေးတွေတည်ဆုံးပြီးတော့ဒါသူတို့ကသူတို့မသိဘူးဗျာလိုက်သွားနေတာလိုက်သွားနေတဲ့အချိန်မှာ CCTV ကနေဖမ်းယူလာတာမျိုးလေ record တွေလည်းရှိတယ်ပေါ့နော်ကြာတော့လေလက်တွေခါဘွားကနေလက်တွေပေါ့လက်တွေဆင်းပြီးတော့အောက်ကိုရောက်နေပြီဆိုတဲ့လူတွေရှိတယ်တချို့ကြာတော့လေအာရေချိုးခန့်အင်တာနက်ကနေပြေးထွက်လာပြီးတော့ ဟိုအောက်ကိုရောက်သွားပြီသူတို့ကအဲ့အနေမှာသူကအင်တာနက်မှာပိတ်မိပြီးတည်သွားပြီနောက်ဓာတ်လေကားလိုနေရာမျိုးမှာတည်သွားပြီဒါပေမဲ့သူတို့စိတ်ထဲမှာကြာတော့အဲ့နေရာနေပြီးတော့မြေပြင်ထိရောက်သွားပြီသူတို့အသက်ရှင်နေရလို့သူတို့ထင်သွားတာပေါ့နော်ဒါကဒီကာလမှာတည်သွားတဲ့လူတော်တော်များများရဲ့ဟိုဖြစ်နေတဲ့အဟာလေးပေါ့နော်ဒါကတော့ဒါပုံပုံပြောပြတဲ့အကြောင်းပေါ့နော်ကျွန်တော်လည်းဒါပုံပုံပြောတာလေးကိုကျွန်တော်ပြန်ပြောပြရပါပေါ့နော်အင်းပေါ့ဖြစ်တတ်ပါတယ်အများကြီးနမပေါ်မှာတောင်းနေကြရတယ်။အော်ဥတို့တောင်းနေကြရပေါ့နော်။အရောက်ပေါင်းရာချီထောင်ချီဖြစ်နေတဲ့အတွက်ကြောင့်မလို့ခေါ်ယူမေးမြန်းနေပေါ့နော်။ဘာဖြစ်လို့ဘာဖြစ်လို့ ဟိုတည်သွားပြီဆိုလို့ရှိရင်တို့တို့ကိုတို့မယုံဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အများတန်းသိဖို့လို့ရှိရင်လည်းရတဲ့လူရှိရမရတဲ့လူရှိရအများကြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်မလို့နာမည်ခေါ်ပြလို့ရှိရင်လည်းရတဲ့လူရှိရမရတဲ့လူရှိရအဲ့မရတဲ့လူကများရပေါ့နော်ဒါပုံပုံပြောတဲ့အကြောင်းတကူကကြတော့ဟိုတခါကြီးတယောက်ပေါ့နော်တခါကြီးကတော့ तू ကသူ့ရဲ့သူ့ရဲ့ဟိုသူတေကန်နေဖြစ်နေတဲ့အချိန်မှာဟာငါတေတော့မှလားဆိုတဲ့အချိန်မှာသူ့ကိုသူတက်တဲ့ငုံတီးပြီးတော့သူတို့လှူခဲ့တဲ့ကြောင်းနေတိတ်နေကိုသူကအာယုံထဲမှာရလိုက်လို့ဆိုပြီးသူကတော့တေသွားပြီးတော့သူကညောင်မင်းတပင်မှာသူကချက်ချင်း အာနေရာရသွားပါဘူး။ဖြိုးဖြိုးလာပါ။အာနေထိုင်ဖို့ကတော့ပေါ့သူဒါပုံပုံပြောတဲ့အကြောင်းကနေထိုင်ဖို့နေရာရသွားတယ်။ဟောပုံပဲပုံပဲမရပါလား။တခါကြီးဟိုတေသွားပြီဘာညာပြောတဲ့ခါကျတော့ဟုတ်တယ်ပေါ့နော်။ तू ကသူ့ကိုသူ့ကိုသူတေတာတိတယ်။တေကန်ကြီးကို तू ကတဏ္ဏကုံတဲပြီးတော့ तू ကသူ့လှူခဲ့တဲ့တိမ်ကြီးအကြောင်းလေးကို तू ကအာယုံပြုလိုက်တဲ့ခါမှာညောင်မင်းတမင်မှာ तू ကနေဖို့အတွက်အပိုင်သားလို့ပုံမှန်နေရသွားရပေါ့ဗျာ။သူ့ကိုလည်းဒီဘုံကနေချုပ်ဖို့အတွက်ဟိုဒါခေါ်ထားရပေါ့နော်။ကျွန်တော်တို့ခုအမေကအားလာပိုင်ဘယ်နေ့နေပေါ့နော်။အဲ့ဒီကြာရင်တော့အကုန်လုံးကျွတ်လို့ဘယ်လိုပြောမလဲ။ အများတန်းပေးပွေဖို့ပေါ့ဒါဖုံဖုံကစီစဉ်ထားတာရှိတယ်အဲ့ဒီကြရင်လာပြီးတော့တရားနာဖို့အဲ့မှာပေါ့နော်ဟိုညောင်မင်းမှာနေရရတဲ့ဦးလေးကြီးကိုတော့ဖုံဖုံကပြောခဲ့တယ်ပေါ့နော်အဲဘယ်နေ့ဘယ်ရက်မှာအများတန်းပြေးဝင်မယ်လာရောက်ပြီးတော့သာဓုခေါ်ဖို့ပေါ့နော်အဲ့ဦးလေးကိုတော့ပြောခဲ့တော့အဲ့ဦးလေးကတော့ဟုတ်သူလာပြီးတော့နာမယ်လို့တော့ပြောတယ်ဒါတော့ဖုံဖုံပြောတဲ့အကြောင်းအရာပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ဒီငလင်ဓာတ်တစ်နဲ့မြို့တော်တော်များများမှာပြားစီတီတီတော်တော်များများဟိုဇီတီတီလည်းပြူဟိုဘယ်လိုလဲချီတော်ကြီးမြေခါတယ်ဇီတီတော်တော်များများဟိုပြူကြက်ပဲရှိသွားတယ်ပေါ့ဆီဆုံဆုံရတာအများကြီးရှိတယ်အဲ့ထဲမှာမှ စီဒီဖျားစီဒီတစုတစုတစုတဲပြီဆိုလို့ရှိရင်ပေါ့နော်ဟိုအရင်ခစ်တရဘယင်ခစ်တရဆိုလို့ရှိရင်ဒီစီဒီတစုတဲလိုက်ပြီးဟေးဆိုတာ ਨੇ တခါတယ်စောင့်နေဖျားစောင့်ဆိုတာတခါရဲထားရှိဥစ္စာစောင့်နေပေါ့အရင်ခစ်တွေမှာဆိုလို့ရှိရင်အရှင်လက်လက်မြင်းမြုပ်တက်ပြီးတော့မှဒီဖျားကြီးတီးရှိနေဒီကဘာမှာကဘာညီကြီးပေါ်မှာဒီဖျားကြီးတီးရှိနေဒီစောင့်ဖို့ဆိုပြီးတော့ထားရှိထားတယ်ဥစ္စာစောင့်ဖျားစောင့်နေတာအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့အခုဖြစ်နေတဲ့နေရာတွေမှာဟိုဒီဒီပထိုးပထိုးဒီဒီပထိုးတစု ပြိုကျသွားပြီဆိုလို့ရှိရင်အဲ့ဒီမှာစောင့်နေရတဲ့သူတို့ဘယ်လိုပြောမလဲเนาะသူတို့ကသူတို့ချိန်စားနေတယ်သူတို့များစွာပေါ့ဒီဖျားကြီးမျက်စွာဖျားကြီးဒီဇေဒီပထိုးကြီးတစ်ခုလုံးတရှိနေတဲ့ပြည့်ကဘာအဆက်ဆက်အဲဒီမှာစောင့်ရမယ်ဆိုတော့ဒီပုပ်ကူတွေပေါ့เนาะကျွန်တော်တို့ပုပ်ကူတွေပုပ်ကူတစ်ခုပေါ့ဥစ္စာစောင့် ဖျက်ဆောင်ပေါ့နော်သူတို့လည်းအများကြီးကြွကြတယ်အဲ့ဒီအဲ့ဒီကြတော့မသိဘူးပေါ့နော်ဒါပြင်ရတာကိုပြောပြတာပေါ့နော်လူကြီးတွေပြောပြကြကြတည်ရတာပေါ့သူတို့ဆိုလို့ရှိရင်သူတို့နောက်မှာလည်းသူတို့ရဲ့အပေါင်းပါတွေပါတော့ဟိုအဲ့ဒီဈေးတွေတစုပြိုသွားပြီဆိုတဲ့အချိန်မှာအော်ပြေးတာလေကျွပီလွပီကျွပီလွပီဆိုပြီးတော့ဒါအော်ပြေးတာတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ဒါဒီကာလမှာဖြစ်နေတဲ့အော်ဒါကျွန်တော်တို့မမြင်အပ်တဲ့နေရာဘယ်လိုပြောမလဲပုံတစ်ခုရဲ့ဖြစ်ပြက်လေးပေါ့နော်ကျွန်တော်ကလည်းဖုံဖုံက main နဲ့အတိုင်းကျွန်တော်ပြောတာအများကြီးကြုံရတယ်ပေါ့နော်အဲ့တော့ဒီကာလမှာဖုံဖုံကကလေးတွေရှိလို့ရှင့် ညနေဆောင်ဆိုရင်အပြင်မထွက်ဖို့နောက်တစ်ခုကကျတော့ခြံတကားကိုအတက်နိုင်ဆုံးညနေပိုင်းဆိုရင်ပိတ်ဖို့ပေါ့နော်ဒါဘုံဘုံကသူမိတ်နေဒီမကြွမလွတ်တဲ့လူတွေတော်တော်များများကသူတို့ကိုသူတို့တိမ်မဲမတိကြတဲ့အတွက်ကြောင့်မလို့သွားခြင်းတဲ့နေရာကိုသွားတယ်လာခြင်းတဲ့နေရာကိုလာတယ်အဲ့မှာဟုတ်တယ်ဗျမန္တလေးနဲ့မကွေးဘက်မှာ sorry မန္တလေးနဲ့စကိုင်းဘက်မှာလူထောင်ပေါင်းများစွာဆုံးသွားတာဆိုတော့ဖြစ်နိုင်တယ်ဗျတော်တော်များများဖြစ်သွားတာဆိုတော့လေကြည့်ရဲအဲ့ဒီအခုပေါ့နော်အခုကွန်ဒိုတခုပြိုတိုင်းနေရာနားမှာဆိုလို့ရှိရင်အဲ့နားမှာရှိတဲ့လက်ဖက်ရည်ဆိုင်ပေါ့ အဲ့ကိုတို့ပြပြချင်းအဲ့နောက်မှာရှိတဲ့လက်ပေးဆိုင်ကဝန်ထမ်းတွေကသွားကူကြတာအော်သူတို့လည်းအဲ့ဝန်ထမ်းတွေအဲ့ကိုမဲ့ volunteer အနေနဲ့ဆိုသူတို့ဝတ်ဆောင်မှာ volunteer ဝတ်ဆောင်ရေးပေးပြီးတော့အဲ့ထဲကိုအော်ဆက်ဆက်ဖြစ်ချင်းဆိုတော့ဗျာအဲ့လိုထည့်လိုက်တာသွားတယ်သူတို့အဲ့မှာကူရဲဟိုကူကူလည်းဘောနှလုံးရှာသူတို့ဘယ်လိုပြောမလဲအဲ့ဒီမှာဟိုကူပါရပါသူတို့ကူလို့ရတဲ့လူကိုကူပြီးရသူတို့သူတို့လက်ပေးဆိုင်ကိုပြန်လာပြန်လာတဲ့ချိန်မှာတဲ့အဲ့ဒီဟိုပြန်လာတော့မိုးချုပ်ပြီပေါ့နော်လမ်းမှာတဲ့အဲ့လိုဟို online ကြီးလမ်းလျှောက်ပြီးတော့လိုက်လာတဲ့အတံမျိုးတွေကြားရတယ်ပေါ့နော်နောက်အာလက်ဖေးဆိုင်ကိုထိုင်နေတဲ့အချိန်ကိုပိတ်သွားတယ်ဒါပေမဲ့ အာပင်မန်းပြီးတော့သူတို့ဆိုင်ခဏထိုင်နေတဲ့ချိန်မှာကျွန်တော်တို့ခေါ်သူပေါ့အဲ့လိုမျိုးပေါ့နော်အစားတော့မှမလို့ခေါ်တဲ့နေပေါ့နော်အဲ့လိုမျိုးကြီးချားရတယ်ဒါဖြစ်ဖြစ်ချင်းရက်တရားပေါ့နော်အဲ့လိုမျိုးသူတို့အဲ့ဒီဝန်ထမ်းတွေတောင်မှအဲ့ဒီတပည့်ဆိုင်ကိုပြေးရောရရတာမျိုးတွေရှိရပေါ့နော်ဒါတွေကကျွန်တော်တို့ချိန်မှာယုံတော်ရှိမယုံတော်ရှိတကယ်ဖြစ်ပြနေတာအခုကျွန်တော်ဒါဘုဟုတုတအနေနဲ့ပြောပြတာပါဒီတစ်ခေါက်ပြောတဲ့အပိုင်းကတော့အရင်ရှိမှာမဟုတ်ဘူးကျွန်တော်လည်းအဲ့လောက်ဒီလိုလေးပေါ့နော်။ဒီလိုလေးပဲကျွန်တော်ပြောပြတာပါ။အာစိတ်ဝင်စားရဲဆိုရင်စိတ်ဝင်စားနားထောင်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။အာโอเคပါလို့ ဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းလိုက်ရင် subscribe နဲ့ထိုင်နေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့ message တို့ရဲ့ထင်မြင်စွာချက်လေးကိုလည်းအောက်ကမှာမှာရေးပေးသွားနိုင်ပါတယ်ခင်ဗျာ